တနင်္လာနေ့ဒေသကြီးရေဖြူမြို့နယ်ရေတဝဲအမှတ်၈ပြီးထောင်စုလမ်းမကြီးတစ်လျှောက်လမ်းငင်းလာရတဲ့စက်ကောင်စီတပ်သားတွေကိုတော်လှန်ရေးတပ်တွေကပြစ်ခတ်တိုက်ခိုက်ခဲ့ရလို့တော်လှန်ရေးဖွဲ့တွေစီကနေသိရပါတယ်။မတ်လ24ရက်နေ့မနက်9နာရီလမှာရေဖြူမြို့နယ်ညင်ထွေရနယ်ကြက်ကညာရွာကြားအမှတ်၈ပြီးထောင်စုလမ်းမကြီးတစ်လျှောက်အင်အား200နီးပါးလာနဲ့လမ်းငင်းလာရတဲ့အချိန်တော်လှန်ရေးတပ်တွေဘက်ကကြားပြတ်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ဒရကစစ်ကြောရဲ့စစ်ကြောမှုရဲဘော်ဖာကြီးကဆိုပါတယ်။ နှစ်ဘက်ပစ်ကတ်မှုနှစ်နာရီကြာဖြစ်ပွားခဲ့ပြီးစက်ကောင်စီတပ်တွေရဲ့တပ်ရင်းတွေကနေလက်နက်ကြီးတွေနဲ့ပစ်ကူခဲ့တာပြီးပရမော်တာတစီနဲ့လေကြောင်းကနေဗိုလ်ချုပ်တိုက်ခတ်ခဲ့သေးတယ်လို့ရေဖြူပြည်သူ့ကာကွယ်ရေးဘော်ရဲ့ပြန်ကြားရေးတာဝန်ရှိသူကပြောပါတယ်အဆိုပါတိုက်ပွဲတွေစက်ကောင်စီတပ်တွေဘက်ကဗိုလ်မှူးစစ်ရှိသူတအူပါဝင်တပ်သား20နဲ့ထပ်သေဆုံးခဲ့ပြီးထိခိုက်ဒဏ်ရာရရှိသူတွေလည်းရှိခဲ့တယ်လို့ဒီရကစစ်ကြောင်းရဲ့စစ်ကြောင်းမှုရဲဘော်ဖာကြီးကဆက်ပြောပါတယ် စစ်ကောင်စီတပ်သားတွေတေဆိုနေတာကိုဒူရကစစ်ကြောရဲ့တိုက်ပွဲရုံတန်းတမှာတွေ့ရှိရပါတယ်ဒါပြင် စကောင်စီတပ်သားတွေစီကနေ RPG 7တလက် MA4 တလက် MA3 တလက် MA1 တလက်တို့နဲ့ဆက်ဆက်ပစ္စည်းတွေကိုလည်းသိရှိရရှိတယ်လို့သိရပါတယ်။စစ်တပ်ရဲ့လက်နက်ကြီးပြက်ခတ်မှုကြောင့်အမျိုးသားတအုပ်ထိခိုက်သေးဆိုခဲ့တဲ့ပြည်နေမြင့်ရှင်းလေးလောက်တဲ့ဆိုကနေအိတ်တွေကိုလည်းမီးရှို့ဖျက်ဆီးခဲ့သေးတယ်လို့သိရပါတယ်ရှင်။